မကွေးတိုင်းခံကောခရိုင်ခံကောမြို့နယ်လဲမကျေးရွာကစကောက်စီဖမ်းဆီးသွားတဲ့ဒေသခံပြည်သူ၁၀ဟာအသက်အန္တရာယ်ဆိုးရိမ်နေရတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်စကောက်စီခြေလျင်တည်ရင်ခလာရ90တပ်ဖွဲ့ဝင်တွေဟာပြီးခဲ့တဲ့မေလ12ရက်နေ့ကလဲမကျေးရွာကပြည်သူကာကွယ်ရေးတပ်ဖွဲ့ပကဖစခန်းကိုဝင်ရောက်စီးနှင်ခဲ့ပြီးပကဖအဖွဲ့ဝင်9ဦးနဲ့အသက်မပြည့်သေးတဲ့ចောင်းသား၄ဦးကိုတပ်ဖြတ်ခဲ့က၁၀ဦးကိုဖမ်းဆီးသွားခဲ့တာပါ ဆယ်ယောက်ပြင်ခဲ့တယ်ဗျလည်းနှစ်ဆယ်ဆုံးယောက်မှာဆယ်ဆုံးယောက်ပြင်လိုက်ပြီးတော့ဆယ်ယောက်ပြင်ခဲ့တယ်အဲ့ဒီဆယ်ယောက်ပြင်တဲ့ဟာကိုကံကုန်းမျိုးခက်လက်ငါးစစ်တဲ့အဲ့ဒါကိုခေါ်ဆောင်ပါတယ်ဗျအဲ့မှာပြင်လက်လာချင်းတော့မရှိသေးဘူးဒါပေမဲ့ဟိုမင်းမင်းနှစ်ဆက်တာရှိသေးတယ်ဒါပေမဲ့သမင်းဟင်းအဲ့လိုမျိုးရေးတိတ်ကြည့်ပြီးတော့ထားထားသေးတယ်လို့ပြောကြတယ်ကျန်တော့တိတ်မသိရသေးဘူးဗျတချို့တော့မိသားစုလေးခေါ်တော့ပါလေခံတော့တဲ့အချိန်မှာမိသားစုတချို့က၄၅ယောက်ပါတယ်တချို့က၃ယောက်ပါတယ်တချို့တော့၂ယောက်ညီကို၂ယောက်အဲသူတို့ရဲ့သားသမီးတွေကအဲ မကြိတ်ကစေစိုးရဖို့တော်လန်ဖို့ဆိုပြီးတက်ဖို့ရင်းမပါနေဒီလူလေးကြီးရှိတယ်သူတို့ရဲ့အတက်ကိုတော့အမခင်လို့လည်းမရသေးဘူးစိတ်လည်းမချသေးဘူးဟိုစိုးရင်လေးရပါလေဖက်စီခံထားတဲ့သူတွေထဲမှာအမျိုးသား9ဦးနဲ့အမျိုးသမီး3ဦးပါဝင်ပြီးခလာရ90တဲကိုဖမ်းဆီးသွားတာလို့ဆိုပါတယ်ခလာရ90ကကံကောမျိုးအခြေဆိုင်ဖြစ်ပြီးအနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတရင်တစ်ခုလည်းဖြစ်ပါတယ်ကျေးရွာကိုဝင်ရောက်စီးနေတဲ့အချိန်ခလာရ90နဲ့အတူ ယူစောတီပူပေါင်းတက်တွေလည်းပါဝင်ခဲ့ပြီးဒေသခံတွေကိုတပ်ဖြတ်ဖမ်းဆီးခဲ့တာလို့ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်ဒီနေခံပြူလဲပါတယ်ပေါ့လေပြူကနေစီစီပေးတာအပြူကနေဒီလိုဒီလိုပါတယ်ဒီလိုဒီလိုမပါဘူးဆိုပြီးရွေးပေးတာလို့ထင်ရတယ်ပေါ့လေဟုတ်အဲပြီးကြတော့အကြောက်တရားတော့တွင်းတာပေါ့ဟိုပြည်သူကိုတတ်တာမှမဟုတ်ဘူးဒီပြည်ရည်မိနဲ့ရဲဆက်ဆက်တတ်တဲ့ ွက်ကဘာလဲတက်တယ်ရဲဘော်ဟိုပြီးသူရေအတူတူရလဲတက်တယ်ဘောနော်ဒါတော့ဒါတို့အကြောက်တရားဒေါ်လာရင်ပုံကန်ရင်ဒီလိုလုပ်မယ်ဆိုရအကြောက်တရားတော့ဒါရက်သွင်းနေတာကြာပြီပေါ့ဟိုတက်တာတော့ဘလို့တက်တယ်လဲဆိုတော့ဒီမိရဲ့အိမ်မှာပဲအိမ်ရှိကိုထုတ်ဟိုလူတချို့ကိုကြိုးကြည့်ထားတယ်နှုတ်နှက်ဆက်ထားတဲ့ဓာရီတွေ့ရတယ်ပြီးကြမှာအကုန်လုံးကိုတင်တဲ့နဲ့ပြည့်စက်သွားတာပါဗျခံကောမျိုးဟာပြည်အောင်စုစံခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီက တ်တော်ကိုယ်စားလှယ်ဟောင်းဘူးလတ်လှဆွေဦးဆောင်တဲ့ပြူစောတိတက်တွေအားကောင်းတဲ့နေရာဖြစ်ပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလတုန်းကလည်းကံကောမြို့နယ်မြောက်ခင်ရန်ကျေးရွာက ရောဒိတာကာကွယ်ရေးတပ် PDF တပ်ဖွဲ့ဝင်2ဦးကိုစစ်တပ်နဲ့ပြူစောတိပူးပေါင်းတက်တွေကအရှင်လက်လက်မိရှုတက်ဖြတ်ခဲ့မှုပါတယ်။